မင်္ဂလာပါဗျာကြိုးစားနေတဲ့လူတယောက်တည်းဟိုစိတ်တူစရာတွေစိတ်ညစ်စရာတွေကြိုးစားခြင်းစိတ်တွေရက်သွားတဲ့ခါမှာဟိုအဲ့ဒီလူမျိုးကြုံလာတဲ့ခါမှာအဲတတိထားစရာလေးကျွန်တော်အကြံပေးခြင်းလို့ပါနော်ဘာလဲဆိုတော့ဟိုလူတယောက်ကကြိုးစားအထုတ်နေတဲ့ခါမှာမိမိရဲ့ပဝန်းကျင်ကိုအကူလေးရှိတယ်မိမိရဲ့ပဝန်းကျင်ဆိုတာက မိမိရဲ့ညီကိုမောင်နှမမိသားစုနော်တငယ်ချင်းဆွေမျိုးတိုင်ဝိုင်းတွေကိုအားကိုးလေးရှိတယ်ဗျအဲ့လိုမျိုးအားကိုးတဲ့ခါကျတော့အဲ့ဒီလိုမျိုးအားကိုးနေရင်းနဲ့ဟိုသူတို့ကကိုယ်ကိုပံ့ပိုးမှုမရှိတာသို့မဟုတ်ကိုယ်ကိုအဖက်မလုပ်တာကိုယ်ကိုပံ့ပိုးမှုမရှိအဖက်မလုပ်ရုံနဲ့မဟုတ်ဘဲနဲ့သူတို့ကအထင်းကိုမကြီးတာတွေပဲကြုံလာတယ်နော်ယုံကြည်မှုမရှိတာတွေကြုံလာတယ်အဲ့အဲ့ဒီလိုခါမျိုးမှာမိမိကမယိုင်လေးနဲ့မိမိရဲ့ တိုးတက်ဖို့ကြိုးစားအားထုတ်မှုကိုမလျှော့နဲ့မလျှော့နဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုပြောပြအောင်မယ်ကျွန်တော်ဗိုလ်ရုံခွဲတဲ့ခါကျွန်တော်တက်က16နှစ်ကျော်16နှစ်ဆွန်းဆွန်းလေးပဲရှိသေးတာကျွန်တော်အစီကိုကျွန်တော်ဆရာစီမှာကားအပ်နေရကားအုံနာတွေကားပိုင်နေရတာကျွန်တော်လက်ရအောင်တီးလို့ကျွန်တော်ဆိုင်ခွဲတဲ့ခါမှာကျွန်တော်လိုက်အပ်တာလीဆရှင်နှစ်ကြောကြော၁၉နှစ်ဝင်းကျင်လူငယ်လေးတယောက်ကိုသူတို့ကားကြီးအိုက်ကကားတစ်စီးပိုင်ဖို့လွယ်မှတ်နေ လွယ်ဘူးဗျအဲ့လိုမျိုးယုံကြည်မှုနဲ့ကြုတ်ကိုကားတစ်စီးလုံးပေးအပ်ဖို့ခမရဘယ်သူကယုံမှာတော့အဲ့လိုလူမယုံတယ်လို့ကို့မိသားစုကလည်းပဲတကယ်ကိုလှုပ်တတ်တာလားမသိဘူးတကယ်ကားပေါ်ဒီဆရာကြီးနဲ့ဟင်းဒီရွယ်လေးနဲ့ဟင်းကလေးခွန်းတော်ကလေးငါမောင်လူလေးနဲ့မိရလူလေးငါသားနဲ့ဒီလူလေးခေါ်တာလေကျုံကဥမမေစာမမြောက်ပဲမြင်ထားတာလေကျုံကသာဘော်ဒီယုံမှာလက်ထောက်ကြီးလှုပ်လို့တပည့်တွေခိုင်းလို့ ဲ့တော့ကိုနဲ့မသိတဲ့နေရာမှာသာကိုကကျိုးစားအထုတ်မှုကကျိုးစားအထုတ်ခွင့်ရတဲ့နေရာမှာသာကိုရဲ့အရေးချင်းကပေါ်တာလေကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့မိသားစုကိုတငယ်ချင်းတွေကြားထဲမှာကိုလုံးလုံးနေတဲ့အရေးချင်းတွေမမြင်မှမမြင်ရတာအဲ့ကြတော့ဘလို့ယုံမှာတော့များနော်မယုံဘူးဒါဟုတ်သွားပြီးတော့သူတို့အပြစ်မတင်နဲ့ဗျာကျွန်တော်ငငယ်တော့အပြစ်တင်နေဗျာသူများတစင်းရယုံပြီးငါတငယ်ချင်းပေါင်းတဲ့ငါဆွေမျိုး ငါမိသားစုကငါမယုံဘူးကွာတောက်လေခေါက်ခေါက်နေအဲ့လိုမလုံးနေတယ်เนาะဘာလို့ဆိုတာဒါရှိတတ်တဲ့သဘာဝတရားဗျအဲ့တော့ဟိုဖြစ်တတ်တဲ့သဘောကဘယ်လိုလဲဆိုတော့သူ့ဘာသူထင်ကြီးကြီးအထင်သေးသေးယုံကြီးကြီးမယုံကြီးကြီးကိုလန်းကိုရှောက်ကိုရည်ချင်းနဲ့ကိုစူးစမ်းအဲ့ဒီချိန်မှာကျွန်တော်အကူကဝမ်းခွဲရကျွန်တော်ဆိုင်မှာကျွန်တော်ကောင်းတာကြီးကောင်းတာဆိုတာ6ဘင်းကားကြီးကျွန်တော်ကတိုက်ဖြောင်းနေမှာလုံနိုင်တယ် အဲ့ကြောင့်အဲ့ကားကြီးကိုကျွန်တော်မောင်းလာတယ်ဟာလူလေးရကွာလူလေးရပူတူတူနဲ့ပိမ့်ပိမ့်လေးနဲ့အသက်ကလည်း18ကျော်19ဝန်းကျင်ဆိုတော့ဒီကောင်ကကားကြီးကြီးတက်မောင်းပြီးတော့ဟာဆိုင်ထဲမှာကားတွေထိုးလိုက်လုံးလုံးတွေလုံးလိုက်ဟာကားဆိုင်ထဲမှာအနည်းဆုံး6စီးရှိတယ်ဗျာလုံငန်းရှင်သာပြောတာခင်ဗျာလူနဲ့မလိုက်ဘူးဗျာကား6စီးကျွန်တော်လုံးမဲ့သူကကျွန်တော်ရဲ့ကျွန်တော်တပည့်ဝေထွန်းရဲ့ဇောဇောရဲ့ကျွန်တော်ညီနေဇောရဲ့ ဆိုင်ခွင်းကလည်းဒီလေးရောက်ပြီးမှနန်းနန်းနဲ့ကြော်တက်ရောက်တာငယ်လေးနဲ့ဒါပဲကလားဒါပဲအဲ့လိုအဆင့်နေဆင်းဆင်းရောက်လာတာအဲ့ညာလေးနဲ့ဒီကားတွေလှုပ်တာဗျအဲ့ကြတော့ငှားလေးနဲ့လှုပ်တာတချမ်းလေးမဖြစ်နိုင်ဘူးလေအဲ့ကြတော့ကျွန်တော်ကိုကြီးဟာဒီကော ကားတွေဘာတွေမောင်းတာဟုတ်လားလားလို့အဲ့အဲ့လောက်ပဲမြင်သေးတာဗျတို့ကိုင်းတစ်စီးလုံးပုံအပ်တာသူများတစ်စီးနေရပုံအပ်နေပြီလေမိသားစုတန်ခွာရုံသေးဘူးလေနော်ပြောချင်တာကတော့ယုံကြည်မှုမရတဲ့ခါမှာမိမိကမအောင်မြင်နိုင်ဘူးလားမဟုတ်ဘူး ုယ့်ရင်ချင်းကိုယ့်စီမှာပဲရှိတာသူတို့ထင်ကြီးခြင်းထင်သေးခြင်းယုံကြည်မှုရှိခြင်းမရှိခြင်းသူတို့စိတ်မှာပဲဖြစ်နေတာအဲ့ဒါကိုသတိထားရမှာနော်ခွန်အားမပြတ်နဲ့ဇွေးမလျှော့နဲ့ကြိုးစားလုံးဝကိုကြိုးစားကြိုးစားရင်ဖြစ်ကိုဖြစ်တယ်ရောက်ကိုရောက်မှာပုံမှန်လှမ်းနေရမှာခကြီးရတော့နော်အဲ့တော့ပြောချင်တာကကိုယ့်နဲ့နီးလေကိုယ့်ရဲ့အရေးချင်းကိုယုံကြည်မှုခက်လေပဲလीတပြေးပြေးမှာတကယ်အောင်မြင်လာပြီပုံဝန်းကျင်ကနေပြီးတော့သူ့ကိုလိုအပ်လာပြီသူ့ကိုအသုံးပြုလာပြီဆိုမှအိုးဟုတ်လား အင်းဘေးစုတို့ဒီကောင်ကြာအဲအဲ့လိုဖြစ်ပြီးတော့မှသူလည်းသုံးတယ်သူလည်းသုံးတယ်ဆိုမှအင်းငါလည်းသုံးမယ်ဖြစ်လာတာလေဒါအနည်းဆုံးသူကုပဝန်းကျင်ကနောက်ဆုံးမှသုံးပြုမယ်လို့မှတ်နောက်ဆုံးမှလက်ခံမယ်လို့မှတ်နောက်ဆုံးမှတံပိုးထားလေးစားလိမ့်မယ်လို့မှတ်အဲ့ဒါသူတို့ကိုခြေကုန်းမယူနဲ့တကယ်လောကကြီးထဲမှာ ဖြတ်တန်းရင်းနဲ့မိမိရဲ့အရေးချင်းကအများသူကတုံ့ပြုနေပြီးဆိုရင်ခုနအထင်မကြီးတဲ့သူမလေးစားတဲ့သူမပံ့ပိုးတဲ့သူတွေက လေးစားလာမယ်ပံ့ပိုးလာမယ်တံမိုးထားလာလိမ့်မယ်လုံနေပဲတက်တည်ပြမှာရတယ်လို့ကျွန်တော်ပြောချင်တာပါနော်အဲ့တော့ကြောင့်သူတို့တွေရဲ့လေးစားမှုယုံကြည်မှုမရှိတာတွေပေါ့မှာခံစားမှုစိတ်ပင်ပန်းမှုတွေမဖြစ်နဲ့အပြစ်လည်းမတင်နဲ့နော်တဘာဝပဲခမရကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့ရဲ့သားသမီးကျွန်တော်တို့ရဲ့မိသားစုပတ်ဝန်းကျင်ကိုလွယ်လွယ်ကူကူခမရကားပဲမောင်းတင်ကြီးကိုစပိန်ပဲစီးတင်ကြီးဆန်ငယ်ပဲစီးတင်ကြီးလွယ်လွယ်နဲ့မလွတ်နိုင်ဘူးစိတ်မချဘူးသူများအသေးနည်းတက်ဆိုရင်တက်လိုက်စီးမှာ နော်သူမောင်းတာကိုဆိုင်ကယ်ပဲစီးစီးကားကပဲမောင်းမောင်းဘေးလူကသူ့တည်ဘူးလေသူမောင်းတယ်ထင်လို့လိုက်တာလေကျွန်တော်တို့သိနေတဲ့သူကသူမောင်းရင်မစီးရဲဘူးလေဟုတ်ဘူးလားစဉ်းစားကြည့်လိုက်ပေါ့အဲ့လိုမျိုးပဲလေရိုင်းရင်ပြောကြပါလေကျွန်တော်တို့မခိုင်းနိုင်ရဲပါဘူးပြောကြတယ်ယွာနာအမြတ်ယွာနွားမစားဘူးတဲ့အဲ့လိုအဲ့လိုရှင်ယူဆွဲပုံမြင်နေတောင်ရှိသေးတာပဲနော်နီနာဟာဆိုတော့ဒါတွေ့ရှိနေရသူလို့ဆိုတော့ယုံကြည်ရခက်တယ်လေနော် အဲ့ဒါကြောင့်မို့လို့မိမိကိုမိမိဘဝတိုးတက်အောင်ကြိုးစားနေတဲ့ပုံမှာမိမိရဲ့ယဉ်ဒီဆုံးသူတွေချစ်ခင်ရသူတွေပတ်ဝန်းကျင်နော်တိုင်းဝမ်လူတွေရဲ့ထင်ကြီးမှုလေးစားမှုပံ့ပိုးမှုယုံကြည်မှုမရှားရှိသေးရင်စိတ်အားငယ်နဲ့သူတို့ကနောက်ဆုံးမှလာရမယ့်သူတွေနော်သူတို့ကနောက်ဆုံးမှလာမယ့်သူတွေနော်အဲ့ဒါကိုထုတ်ကင်းဆိုင်ပါအရင်ဆုံးလာမှအဝေးဆုံးကသူတွေကအရင်ဆုံးလာမှကိုယ့်ကိုလှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့ လက်ခံတဲ့လက်ခံတဲ့ယုံကြည်တဲ့ယုံကြည်တဲ့လေးစားတဲ့လေးစားမယ်သူတို့မှနေဖြစ်လာပြီးတော့မှအော်များသူငါတွေတုံးလာပြီးဆိုမှနီးစက်ဆုံးသူတွေကနောက်ဆုံးမှလာလိမ့်မယ်နော်အဲ့ဒါကြောင့်နီးစက်ဆုံးကြည့်မယ်ဆိုရင်ဘုံကြီးမျိုးတော်မှဘလောက်ပဲတပားသူတွေကပွဲတွေတရားပွဲတွေပင်ပင်အဲ့ဒီဘုံကြီးမျိုးကအဲ့ဒီဘုံကြီးကိုကြည်ညိုဖို့တော်တော်ခဲရင်းနေတော့ဒါတပားဟောတရားတွေဒါတန်ခါကိုခင်ဗျတဲ့လောက်ကြည်ညိုစရာလေးစားစရာကောင်းတဲ့တန်ခါတော်မှဘုံကြီးမျိုးကဘုံကြီးကိုကြည်ညိုခဲတယ်တော့ဒါတဘာဝတရားပဲ ါအဲ့လိုမျိုးရှိတယ်နော်ဒါဘူပဲကြည်ချင်းအပြင်ကျုပ်တို့လိုပုထုဇဉ်တွေတာမန်လူတွေကတော့စင့်ကိုမစင်စားနဲ့တော့ဗျာဆရာတော်တန်ဃာတော်တွေစာပေကျမ်းဂန်တွေတအားကျွမ်းတဲ့သူတွေဘုန်းကြီးမျိုးဟာတော်တော်ဉာဏ်ရှိတဲ့သူမှကြည်ညိုတာဗျာနော်အဲ့လိုမျိုးရှိတယ်မြတ်စွာဘုရားတောင်သူ့မျိုးတွေတကူပြရတာလေတကူပြမှာအမလီတကူကြီးတယ်ဆိုမှယုံကြည်တာအဲအကြောင်းကျွန်တော်တို့တွေလည်းပဲအပြင်မှာကိုယ့်ရဲ့အခြေချင်းတွေတကူတွေကိုပြပြီးမှကိုယ်ပတ်ဝန်းကျင်ဟာတုံ့ပြန်လာတာလေးတွေကို လာမှာပါလို့အဲဒါကြောင့်ဆွေးမလျှော်နဲ့ဆက်ပြီးကြိုးစားပါလို့အကြံပြုပါရစေခင်ဗျာကဲအောင်မြင်ကြီးပွားတိုးတက်ပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ